လာမယ့်၁၈ရက်နေ့မှာလည်းမြမပြည်အနှံ့ပြားမှာဆက်လက်မိုးရွာနေပြီးတော့မကွေးပြည်နေပြီးတော့ကြားမှာတော့မိုးနည်းနည်းလာရွာမယ့်အနေအထားကို တွေ့ရမှာဖြစ်ပါတယ်အထူးတတိထားမယ့်ဒေသတွေကတော့မန္တလေးတိုင်းရှမ်းပြည်နယ်စကိုင်းတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်တောင်ဘက်အေရဝတီမြဝကျွန်းပေါ်အနောက်ဘက်ပဲခူးတိုင်းအထက်ပိုင်းတို့မှာ နေရာကွက်ပြီးတော့မိုးကြီးတိုင်တဲ့အနေအထားကို တွေ့ရပါတယ်ကျွန်တော်တို့ဘင်္ဂလားပင်လယ်ကဝင်လာတဲ့ရေငွေ့တွေဟာနောက်ထပ်ခုနှစ်ရက်အတွင်းမှာမြန်မာပြည်ကိုဝင်ရောက်ပြီးတော့မိုးရေကြီးဗနလမရနိုင်တယ်လို့ကျွန်တော်ကြည့်တဲ့အခါမှာမြန်မာနိုင်ငံတစ်ခုလုံးမှာမိုးဆက်မဲ့ဒီနှစ်ရက်နဲ့မုန်တိုင်းဖြစ်နိုင်မလားဦးသေးတဲ့ မိုးစလဘလော့ကခမန်းချက်အနောက်တောင်မုတ်တုံဝင်ပြီးဖြစ်တဲ့မြန်မာနိုင်ငံမှာအခုရက်ပိုင်းမိုးဆက်မှာဖြစ်ပြီးတချို့နေရာတွေမှာနေရာကွက်ပြီးမိုးများနိုင်တဲ့အခြေအနေရှိတာကြောင့်ဦးသေးတဲ့မိုးစလဘလော့ကကနေမေ16နဲ့မေ18အတွက်ခမန်းတည်ဆက်ထားပါတယ်။ဒါအပြင်ဘင်္ဂလားပင်လယ်အော်ကလေစီကြောင်းဟာလေဆိုင်ဝဲအကြီးစားဖြစ်လာနိုင်ခြင်းမတွေ့ရတဲ့အတွက်ဒီရက်ပိုင်းမုန်တိုင်းဖြစ်နေခြင်းမရှိနိုင်ဘူးလို့လည်းဦးသေးတင်ကခမန်းတုံ့တက်ထားပါတယ်။ မြမမိုးစလာကလည်းယနေ့မြမဆန်တော်ချိန်ညနေ3နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂပင်လေအောအရှိအလေပိုင်းကပလီကျွန်းအနီးတွင်ဖြစ်ပေါ်နေသော လေပြင်းအားနှင့်ရဝန်းသည်အနောက်ဘက်သို့ရွေ့လျားခဲ့ရာဘင်္ဂပင်လေအောအလေပိုင်းသို့ရောက်ရှိခဲ့ကာအဆိုပါလေပြင်းအားနှင့်ရဝန်းသည်အနောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ကာဘင်္ဂပင်လေအောအနောက်အလေပိုင်းသို့ရောက်ရှိနိုင်သည်ဟုခန့်မှန်းထားပြီးယနေ့မှစ၍မေလ26ရက်နေ့အတွင်းနေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီးအေယာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကျဲကျဲမှနေရာစိတ်စိတ်မိုးထစ်ချုံရွာသွန်းနိုင်ကြောင်းခန့်မှန်းထားပါတယ်2025ခုနှစ်မေလ18ရက်နေ့စနေနေ့မနေ့6နာရီဂျိုရုများကတိုင်းတာရရှိချက်တွေနဲ့မြန်မာပြည်မုတ်တုံမိုးကြောင်းကိုဆက်လက်လေ့လာဝေမျှမှာဖြစ်ပါတယ်ဒီကနေ့မနေ့6နာရီတိုင်းတာကျဲရ ဒါရီယာပင်လယ်နဲ့အိန္ဒိယသမုတ်တရားကတက်ခလာတဲ့လေစီးကြောင်းဟာဘင်္ဂလားပင်လယ်ထဲကိုလေစီးကြောင်းနှစ်ခုနဲ့တက်ခပြီးတော့သွားတာတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်ရဲ့အလဲကောင်မှာတော့လေဆိုင်ဝဲစုံကြလေဖြစ်နေတာတွေ့ရပါတယ်။ဒီအနေထားမှာမုံလိုက်ဖြစ်မဖြစ်ဆိုတာကိုကျွန်တော်တို့ပေငါတော်အမြင့်ကိုပြက်ပြီးတော့လေ့လာကြည့်တဲ့အခါမှာလေစီးကြောင်းဟာတက်လေလေတက်ခတ်မှုမရှိဘဲနဲ့ဓမ္မပြည်လယ်ပိုင်းကိုဖြတ်ပြီးတော့တရုတ်ပြည်အနေနဲ့တရှင်းမြောက်ဝေဆုံးဆုံးဘက်ကို ွားတောင်းနေတာတွေ့ရတဲ့အတကြောင်မလို့ဒီနေတာဟာမုံတိုင်းဖြစ်ဖို့မတည်ကြဘူးဆိုတော့တင်ဂေတပြနေပြီးတော့ဒီလေစီးကြောင်ကတည်လာတဲ့ဂျင်းငွေတွေဟာမြမပြီးအနှံ့ပြမှာဝင်ရောက်ပြီးတော့မိုးရွာသွန်းမှာဖြစ်ပါတယ်ဒီကနေ့မနေ့6နာရီတိုင်းတာကြကြဘင်္ဂလားပင်လယ်တစ်ခုလုံးမှာတိမ်အနေနဲ့ပြည့်နှွားနေတာကိုအညိုရောင်လေမော်ရောင်နေနဲ့ကျွန်တော်တို့တိုင်းတာရရှိထားပါမယ်နေ့လယ်7နာရီရောက်တဲ့အချိန်ရောက်လို့ရှိရင်တော့ဒီတိမ် အနေညာမြမပြည်ကိုဝင်ပြီးတော့အနှဲငယ်မြင့်တဲ့တိမ်ဖြစ်ပြောင်းလဲသွားတာတွေ့ရမှာဖြစ်တယ်လို့ပဲမြမပြည်ကိုဖြတ်ဝင်သွားရင်လည်းမြမပြည်လေပန်းကအပူချိန်ကြောင့်မိုးတိမ်တောင်များဖြစ်ပေါ်သလိုပဲဝင်လာတဲ့ရေငွေ့အားများတဲ့အကြောင်းမလို့မြမပြည်တစ်ခုလုံးမှာတိမ်အနေညာဖြစ်ထွန်းနေတာကိုကျွန်တော်တို့စတင်တွေ့ရှိရပါတယ်ဒီအတွက်ကြောင့်မလို့မြမပြည်မှာပြစီလက်ချင်းမိုးကြိုးပစ်ချင်းများအပြင်မြေနှိမ့်တိမ်တွေကြောင့်မလို့ရုတ်တရက်နေရာကွက်ပြီးတော့ မိုးကြီးနိုင်တဲ့အနေအထားတွေကိုတွေ့ရမှာဖြစ်ပါတယ်။ဒီနေ့18ရက်နေ့မိုးရွာနိုင်တဲ့ဒေသတွေကိုလေ့လာမယ်ဆိုလို့ရှိရင်တော့မြမပြည်အနှံ့အပြားနေရာစိတ်စိတ်နဲ့နေရာကျဲကျဲမိုးရွာတုံးမှာဖြစ်ပြီးတော့မြမပြည်အလဲပိုင်းတစ်ခုလုံးမှာတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။မြမပြည်တောင်မဲ့ချမ်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။အထူးသဖြင့်စကိုင်းတိုင်းနဲ့ချင်းပြည်နယ်မန္တလေးတိုင်းအရှိမြောင်ရှမ်းပြည်နယ်မကွေးတိုင်းရခိုင်ရိုးမတို့မှာ မိုးရေကျိန်တိတသမ၄လက်မတိတသမ၈လက်မအထိရရှိနိုင်ပြီးတော့နေရာထွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးသတိထားဖို့ကောင်းတာကတော့ချင်းပြည်နယ်နဲ့မုံရွာရဲ့အနောက်ဘက်ဒေသမှာမိုးရေကျိန်၅လက်မလောက်အထိရောက်သွားနိုင်တဲ့အနေအထားရှိလို့အထူးသတိထားဖို့လိုပါတယ်ထို့အတူပဲအေရဝတီတိုင်းရန်ကုန်တိုင်းအနောက်ချမ်းကရင်ပြည်နယ်မုံပြည်နယ်သတင်းနိုင်တိုင်းတို့မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ် ။လာမယ့်၁၈ရက်နေ့မှာလည်းမြမပြီးအနှံ့ပြားမှာဆက်လက်မိုးရွာနေပြီးတော့မကွေးပြည်နေပြီးတော့ကြားမှာတော့မိုးနည်းနည်းလာ ရွာမယ့်အနေအထားကို တွေ့ရမှာဖြစ်ပါတယ်။အထူးသတိထားရမယ့်ဒေသတွေကတော့မန္တလေးတိုင်းရှမ်းပြည်နယ်၊စကိုင်းတိုင်းချင်းပြည်နယ်၊ရခိုင်ပြည်နယ်တောင်ဘက် AOR မြို့ဝကျွန်းပေါ်အနောက်ဘက်ပဲခူးတိုင်းအထက်ပိုင်းတို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကို တွေ့ရပါတယ်။ကျွန်တော်တို့ဘင်္ဂလားပင်လယ်ကဝင်လာတဲ့ ရေငွေ့တွေဟာနောက်ထပ်9ရက်အတွင်းမှာမြန်မာပြည်ကိုဝင်ရောက်ပြီးတော့မိုးရေကြိမ်ဗနလမရနိုင်တယ်လို့ကျွန်တော်ကြည့်တဲ့အခါမှာမြန်မာနိုင်ငံတစ်ခုလုံးမှာမိုးရေကြိမ်9လမပတ်ဝန်းကျင်ကို9ရက်အတွင်းမှာရနိုင်တဲ့နေရာဆိုလို့ရှိရင်ကျွန်တော်တို့ချောင်းမြောင်းအင်းအိုင်များပြည့်ရှံပြီးတော့တချို့ဒေသတွေမှာရေကြီးခြင်းတွေစတင်တွေ့ကြုံနေရတဲ့အတွက်ကြောင့်မလို့အထူးသတိထားဖို့လိုပါတယ်ကျွန်တော်တို့မုံရွာနဲ့မကွေမကွေနဲ့ကြည်စားမှာတော့ မိုးရေချိန်တလမဝန်းကျင်တာရရှိတဲ့အတွက်ကြောင့်မလို့စိုက်ပျိုးရေးတိနှံအတွက်တော့လုံလောက်မယ်လို့ကျွန်တော်တို့ယူဆပါတယ်ကျွန်တော်တို့ရာသီဥတုခံမှန်းလေ့လာတဲ့အခါမှာကျွန်တော်တို့ဟာလူတို့ဝင်ဆောင်မှုလုပ်ငန်းမူချမှတ်ထားပြီးတော့လူတို့ရှိရနေပြီးတော့လိုအပ်ချက်များမင်းများချက်များနဲ့ညီကျွန်တော်တို့ကရှာဖွေပြီးတဲ့အခါမှာရှင်းလင်းတင်ပြတဲ့သတင်းဌာနဖြစ်ပါတယ်ထို့အတွက်ကြောင့်မလို့လူတို့သိလို့တဲ့အချက်များကိုဆက်ွယ်ရေးသားမေးမြန်းနိုင်ရပါတယ်ကျွန်တော်တို့ရဲ့ဗီဒီယိုဖိုင်တွေကို ဒေါင်းလုဒ်လုပ်ရတာခက်တဲ့နေရာတွေအတွက် Telegram မှာလည်း MP3 file နဲ့ကျွန်တော်တို့ထုတ်လွှင့်ပြီးတော့လူသားပြည်သူများကိုဆက်လက်ပြီးတော့မျှဝေနေပါတယ်။မိတ်ဆွေများကိုဆက်လက်မျှဝေပေးကြပါကျေးဇူးတင်ပါတယ်